မြန်မာပြည်မှာရုပ်ရှင်မင်းသမီးတွေကသာအများအားစံတက်နေကြတာဖြစ်ပြီးပွဲပေါင်းစုံနဲ့ကရထနေတတ်ကြပေမဲ့မင်းသားတွေဘက်ကတော့ငြိမ်ပါတယ်စိတ်ထဲမှာရှင်းရှင်းလင်းလင်းနဲ့အရှိကိုအရှိတိုင်နေတတ်တဲ့ယောက်ျားသားတွေအတွက်ပြဿနာဆိုတာမရှိသလောက်ရှားကြတဲ့အရာတွေပဲဖြစ်ပါတယ် ခန့်အေးနေတတ်ပြီးတော့တကယ်ကိုပရိသတ်လက်ခံတဲ့အမှုပညာအရေးချင်းရှိကြတဲ့နေတိုးတို့လိုပုံစံတူပြီးမကြမီအချိန်ခဏအတွင်းမှာထိတ်တန့်အဆင့်ကိုရောက်နိုင်တဲ့မြမပြည့်ရဲ့တသက်စားလို့မဆိုတာပဲမယ်။အခုမှအောင်မြင်မှုတွေရလာခဲ့တဲ့မင်းသားတွေကိုယနေ့ဗီဒီယိုမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1နေထုတ်ပလိန်လွန်နာမည်ကြီးပြီးရောရခင်ကမြမတန်ရုံမြင့်တန်ကြမှာကက်ဆက်ဇလန်းတွေနဲ့နာမည်ကြီးလာတဲ့နေထွက်ကတကယ်ကိုတရုပ်ဆောင်ကောင်းတယောက်ပဲဖြစ်ပါတယ် ခက်ခဲတဲ့အတန်ဇလန်းရုပ်တံတွေကိုပရိသတ်တွေမြင်တောင်းသေချာတရုပ်ပြနိုင်ခဲ့တဲ့အတွက်အနုပညာရည်ချင်းနဲ့ပတ်သက်ရင်ပရိသတ်တွေကလက်ခံပြီးသားပဲဖြစ်ပါတယ်။ဒါပြင်ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့အလုံမျိုးစုံမှလည်းကျွမ်းကျင်တဲ့နေထွက်ကနောက်တစ်ချိန်မှာအကယ်ဒမီစုကူးနိုင်မယ်မင်းသားတွေတဲကတယောက်ဖြစ်ပရိသတ်တွေရဲ့အထင်ကိုရရှိနေပြီဖြစ်ပါတယ်။နံပါတ်1တိုင်ရွန် အင်တာဗျူးတွေမှာအငဲရဲနေရတဲ့မင်းသားကျော်တိုင်ရွန်ကအခုနှစ်တွေမှာတော့ရုံတင်ဇာကားကြီးများစွာကိုလိမ့်ပတ်မလျောင်ရိုက်ကူးနေရတာဖြစ်ပါတယ်။အပြင်မဟာသားတွေပြောနေပေမဲ့အလုတ်ထဲရောက်သွားရင်တိကျပြီးတော့တရုတ်ဆောင်မှုတွေကိုပြည်ပြင်အောင်တရုတ်ဆောင်နိုင်တဲ့အတွက်အနုပညာသားတွေရဲ့ချီးကျူးမှုတွေကိုအငဲခံနေရတာဖြစ်ပါတယ်။တိုင်ရွန်ကလည်းအများဆုံးကြည့်ပြီးတော့အားပေးနေရတဲ့အနုပညာရှင်ကောင်းတယောက်ဖြစ်တာကြောင့်လာမယ့်နှစ်တွေမှာစွမ်းဆောင်ရည်တွေတိုးလာနိုင်တဲ့အတွက်နောက်တစ်ချိန်ရဲ့ထိတ်တန့်မင်းသားတယောက်ဖြစ်လာနိုင်မယ့်သူဖြစ်ပါတယ်။ ်နံပါတ်3ဆိုင်းစီတွန်ခန်းအမြဲကြံရည်လူဖြစ်နေခဲ့တဲ့ဆိုင်းစီတွန်ခန်းကအခုချိန်မှာပရိသတ်တွေရဲ့အကြိုက်ဆုံးဖြစ်နေတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်ခက်အေးနေတလုံးနဲ့ပင်ကိုစရိုက်ကြောင့်လူကြိုက်များကြသလိုပါသမျှဇက်ကားတိုင်းမှာလည်းအလန့်စိမ့်ကြီးဖြစ်နေခဲ့တဲ့ဇက်ကောင်ကြောင့်လည်းလူကြိုက်များခဲ့ရာဖြစ်ပါတယ် ဇန်ကားလိုက်မှလည်းအမြဲကြံခဲ့ရပြီးတော့အချစ်ကြီးတဲ့ဒုတိယဇက်ကောင်ကိုတရုတ်ဆောင်နေခဲ့ရပဲမယ်။သူ့အနေနဲ့နောက်ထပ်မတူညီတဲ့ဇက်ရောက်တွေကိုတရုတ်ဆောင်ဖို့ရှိကြောင်းပရိသတ်တွေကိုအသိပေးလာနေပြီဖြစ်ပါတယ်။အရင်ကတော့ထင်သလောက်မကြော်ကြားခဲ့ပေမယ့်အခုချိန်မှာတော့ကျင်ပေါ်ဇက်ကားနဲ့အချိန်ကောင်းနေပြီဖြစ်တဲ့အတွက်လာမယ့်အချိန်တွေမှာဆိုင်းစင်တွင်ခန့်ရဲ့ဇက်ကားတွေကိုများစွာကြည့်ရဖို့အများလာပြီဖြစ်ပါတယ်။နံပါတ်၄အေးချမ်းမောင် လောလောလလကမှာအကယ်ဒမီရထားတဲ့အေဂျင့်မောင်ကအခုဆိုရင်အနုပညာကျင်းတွေကလည်းတိုးနေပြီဖြစ်ပြီးတော့မြန်မာပြည်ရဲ့လက်တလောပြည်သက်အားပေးဆုံးမင်းသားဖြစ်ဖို့ဆွေးနွေးရဖြစ်ပါတယ်။ ဇက်ဘုံအနေနဲ့အကယ်ဒမီရခဲ့တဲ့အတွက်ဇက်ဆောင်စုကိုနောက်တစ်ခုရရှိနိုင်ဖို့အချိန်ကောင်းနေရင်မင်းသားအေဂျင့်မောင်ကတော့အနာဂတ်ကာလမှာနေတိုးရဲ့နေရာကိုစက်ခံမဲ့မင်းသားအဖြစ်လူအများကလက်ခံထားကြပြီဖြစ်ပါတယ်။အနုပညာမျိုးဆက်သစ်တွေဖြစ်ပေါ်ထွန်းလာကြပြီဖြစ်တဲ့ပရိသတ်တွေကိုစိတ်မပြတ်စေခဲ့တဲ့တရုတ်ဆောင်မှုတွေကြောင့်နောက်တစ်ချိန်မှာထိတ်တန့်မင်းသားတွေဖြစ်လာဖို့အတွက်ထင်ကြီးပြီးခံနေရတဲ့ဒီမင်းသားလေးယောက်ပေါ်မှာပရိသတ်ကြီးတို့ရဲ့အထင်မြင်နဲ့ဘသူကိုအားပေးတယ်လဲဆိုတာတွေကို comment မှာဝေဖန်မှတ်ချက်ပေးခဲ့ပါ င်းရှင်အစုံတကြီးရှုပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်